အားချချန်ပီယံလိစီမီကနေထွက်ခဲ့ရပြီးတဲ့နောက်ကွင်းထဲမှာတယောက်တည်းစကားပြောနေတဲ့ရော်နယ်ဒိုကိုဝိုင်းပြီးနှစ်သိမ့်ပေးခဲ့ကြတဲ့ပရိသတ်များပရိသတ်များလုံးဝမင်္ဂလာပါခင်ဗျာ Red Devil တိုင်းကနေပြန်လဲကြိုးတော်လဲပါရင်စေဂျီရော်နယ်ဒိုကတော့ကာဝါဆာကီကိုရှုံးနေခဲ့တဲ့ပွဲမှာသူလုံးပြခဲ့တဲ့အပြစ်မှုတစ်ခုကြောင့်ပရိသတ်တွေကအားအသင့်နေခဲ့ကြရပါတယ်အဆိုပါပွဲစဉ်မှာရော်နယ်ဒိုရဲ့ NSR ကကာဝါဆာကီကိုခြေစမ်းလိုက်အသာစီကစားသွားနိုင်ခဲ့ပေမဲ့2-3နဲ့ရှုံးနေသွားခဲ့ရတာကြောင့်အားချချန်ပီယံလိစီမီဖိုင်နယ်အဆင့်ကနေထွက်ခွာခဲ့ရပြီဖြစ်ပါတယ် ဒါကြောင့်လည်းဒီအားဒီ sorry လေးမှာအချိန်နဲ့မကောင်းမဲ့အမှတ်ပေးဖလားရဖို့မတင်ကြတော့တာကြောင့်အာရှချန်ပီယံလိဂ်ကိုရယူဖို့ပြင်မှတ်ထားနေတဲ့ Ronaldo ကတော့ခဲလီသမ ्या တဲအကြကဖလားလက်မဲ့ရာသီကိုဖျက်တမ်းရဖို့လည်းအချိန်နဲ့များသွားခဲ့ပြီးဖြစ်ပါတယ်။ ဘလန်ဒိုနဲ့ဂျိုလူရန်တို့နှစ်ယောက်ကလည်းဒီပွဲမှာရရှိတဲ့အပိုင်ခွင့်ရေးတွေကိုလည်းကြော်ခဲကြပါရင်ဒီရှုံးခွဲနဲ့ပတ်သက်လို့ရန်နယ်တို့ကလည်းအတော်လေးကိုပေါက်ွဲနေပြီးသူရဲ့စိတ်တွေကချုပ်တီလို့မရနိုင်တဲ့အတိဖြစ်တည်ခဲ့ရအကြောင်းပွဲပြီးမှာသူပြောလုပ်ခဲ့တဲ့အမူအရာတွေကိုဖော်ပြထားတဲ့ဗီဒီယိုဖိုင်တစ်ခုမှမြင်တွေ့ခဲ့ရပါတယ်။အွန်လိုင်းပေါ်မှာပြန်လာတဲ့ဗီဒီယိုဖိုင်ထဲမှာဆိုရင်အသက်၄၀ကျော်ရဲ့ကစားသမားကြီးကပွဲချိန်ပြေးသွားလို့ NSR ရှုံးနေသွားပြီးတဲ့နောက်ခွဲလဲဆောင်းလိုက်မှရက်ပြီးတော့အကြီးအကျယ်စိတ်ပြက်နေတာကိုတွေ့ရပါတယ်။ ဒါပြင်ရိုနယ်ဒိုကသူတယောက်တည်းသူ့ဘာနဲ့သူပခုံးနေအချိန်ချင်းတွန်းပြနေပြီးတယောက်တည်းစကားတွေပြောနေခဲ့တာပါပေါ်တူဂီစတားဟာစိတ်ပြနေတဲ့မူရာတွေကိုအတင်းထင်းချုံနေရင်းနဲ့ပဲခုလိုမျိုးပေါက်ကွဲထွက်လာခဲ့တာဖြစ်ပါလိမ့်မယ်ခဏကြာတော့ရိုနယ်ဒိုကလန်ဒန်ဘက်ကိုဂျင်မီကောင်းကင်ကြီးကိုလန်ဒန်ဆေးဆွေးနဲ့မျှော်ကြည့်နေခဲ့ပါတယ် ရန်ဒိုတောင်သူတောင်တဲ့စကားတွေပြောပြီးရှုံနေတာနဲ့ပတ်သက်လို့ပရိသတ်တွေကတော့လှောင်ပြောင်မှုတွေမလုပ်နိုင်ကြတော့ဘဲရန်ဒိုအပေါ်ကိုချင်းစာပေးနေကြပါတယ်။ဒါကြောင့်လည်းရန်ဒိုရဲ့ဆိုပါယူသွတ်တဲ့လောက်ရဲ့အပေါ်ပရိသတ်တွေကစာနာမှုအပြည့်နဲ့အားပေးစကားတွေကိုဆိုရှယ်မီဒီယာထက်မှာပြောပေးခဲ့ကြပါတယ်။ရန်ဒိုရဲ့အခက်အခဲကိုစာနာနားလည်တဲ့ပရိသတ်တယောက်ကထက်တူဝမ်းနေရပါတယ်ဗျာလို့ပြောထားပြီးတခြားပရိသတ်တယောက်ကတော့ဒီခါလေးမှာအိမ်မက်တွေဆိုတာအချိန်တစ်ခုတော့စောင့်ရမှာပေါ့။ဒီအသင်းနဲ့ကွင်းထဲမှာခမရလုပ်ပေးခဲ့တဲ့ယာရီအားလုံးအတွက်ဂုဏ်ယူပါတယ်လို့ပြောထားပါတယ်။နောက်ထပ်ပရိသတ်တယောက်ကတော့ ခင်ဗျားကကျွန်တော်တို့ကိုယုံကြည်မှုတွေပေါ်ပေါက်စေခဲ့တဲ့သူပါလက်ရှိချိန်မှာမလျှော်သောဆွဲနဲ့ခြေလှမ်းတွေအများကြီးဆက်လန်းပေးနေလို့ဂျေဆုတင်ပါရင် မင်းရဲ့ပံ့ပိုးမှုတွေကိုကမ္ဘာကြီးကလုံလုံလောက်လောက်ရရှိခဲ့ပြီးပြီလို့ပြောဆိုအားပေးခဲ့တယ်လို့တခြားပြည်သက်တူကတော့ခမားကရမ်းတော်တဲ့ကစားမှာပါလို့ရနေတူကိုအားပေးနှစ်သိမ့်မှုတွေပြုလုပ်ပေးခဲ့ပါတယ်။အာချချန်ပီယံလိဖလားဆိုတာရန်တူအတွက်အရေးပါတဲ့ဖလားလုံးဖြစ်ပါတယ်။ဥရောပမှာကစားခဲ့စဉ်တော့ကရန်တူကမစ္စတာချန်ပီယံလိဆိုတဲ့နာမည်နဲ့အမခန်းနဲ့စွမ်းဆောင်ရည်တွေမှတ်တမ်းမရတွေကိုသူပါဝင်ကစားပေးတဲ့အသင်းတွေကိုအကောင်းဆုံးထမ်းကျင်ပေးခဲ့ပြီးပါပြီ။ရန်တို့ရဲ့မလျှော်သောဆွေးနွေးကြောင်းလဲသူကစားပေးနေတဲ့အသင်းတွေဟာတဲဝဲကနေထွက်ရတော့မဲ့အနေထားတွေကနေအချင်းချင်းပြန်လာနိုင်ခဲ့ပါတယ်။ရီယယ်မှာကစားအစဉ်ကဘိုးဘက်ကိုကြော်ဖြတ်ခဲ့တာတွေ၊ဂျိုဝဲမှာကစားအစဉ်ကဒီကိုကိုကြော်ဖြတ်ခဲ့တာတွေက ရန်ဒိုရဲ့ရပါတခြားကစားသမားတွေလိုက်ပြီးမလုံနိုင်တဲ့အားထုတ်မှုတွေဖြစ်ပါတယ်။ဟိုရောက်ပါမှာအပွဲပွဲနှဲလာခဲ့တဲ့ရန်ဒိုကတော့ NSR ကိုရောက်ခါမှာဖလားတော်နဲ့မမှန်တော့တဲ့ဘွာမျိုးကိုရောက်ရှိနေခဲ့ရပါပြီ။ဒါကရန်ဒိုအသင်းရွေးမှားခဲ့တယ်လို့ပဲပြောရမလို့ပါပဲ။ NSR ဆိုတာရန်ဒိုနဲ့မန်စီတို့နဲ့အောင်တသင်းထဲမှာပေါင်းပြီးတော့ကံမဲဆိုရင်တော့မှဖလားရဖို့မလဲကုတဲ့အသင်းဖြစ်ပါတယ်။အဓိကအားဖြင့်တော့စီမံခန့်ခွဲမှုတွေမှားယွင်းနေတာနေပြကောက်ကောက်မခန့်ထားနိုင်တာတွေက NSR ကိုအခုလိုမျိုးအောင်မြင်မှုတွေနဲ့ဝေးကွာနေစေရတာပဲဖြစ်ပါတယ်။ဒါကြောင့် NSR နဲ့သွားပေါင်းပြီးခဲ့တဲ့ရန်ဒိုနေနဲ့ဂျားထဲမှာငထွားခါနာနေရတယ်လို့ပဲဆိုရတော့မှာဖြစ်ကြပါမယ်။ အစောနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရယ်ခင်ဗျာ